အာနာရလာတဲ့ခါကျတော့အမဥနေဝင်းကဥနုကဂျင်းထဲမှန်းသိလို့ဒီကောင်နေအရက်သားတွေငါ့ကိုကလေးများအောင်းမနေလားဂျင်းလာထဲတယ်ဟဟလားမြန်မာတနေလုံးဒီအေးချမ်းကို6လတနေငါရုပ်ကဝက်ပါ6လတနေငါလှုပ်လို့ရမှာလားဥနေဝင်းကလည်းလဲတယ်ရွယ်ချက်၄ချက်ချရွယ်ချက်၄ချက်ချတယ်မှတ်သွားအဲတခြားကမဖက်ပြတော့အဲ့ဒီရွယ်ချက်မှာအဓိကအချက်ကိုဖက်ပြမယ် ဥနေဥနုထဲဂျင်းကိုဥနေဝင်းကပြန်ဖြေတဲ့နီးတေချာနားထောင်ဥနုကဘလို့ခြေတဲ့လဲလောက်တနိုင်ငံလုံးမတိမငိဖြစ်နေတာကို6လထဲနဲ့တင်ညောင်လို့ပြီးရွက်ကောက်ပွဲကျင်းပပေးရမယ်ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ခါကျတော့အကြီးရက်လမ်းစဉ်၄ရက်မှာ तू ကဥနုရဲ့အဓိကအချက်ဘာအချက်လဲဆိုတရားဥပဒေပြန်လဲစိုးမိုးလာပြီးနိုင်ငံရေးပါတီများကလည်းကူညီဆောင်ရွက်မည်ဆိုလျင်6လအတွင်းလွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရေးဆိုပြီးတော့ထည့်လိုက်သူရေးတာရှင်းရှင်းလေးနိုင်ငံရေးပါတီတွေကကူညီရင်တော့အပေါ်ပိုင်းကလူတွေကကူညီလို့ရှိရင်တည်ငြိမ်အောင်6လတွင်လုတ်ပေးနိုင်တယ်ရွေးချက်ရေးတာဒါပေမဲ့မကူညီကြအောင်လာနာရတဲ့တရားတော်ပေါက်တွေဖြစ်တော့ဘာဖြစ်လဲ6လနဲ့မပြီးဘူးတနှစ်နဲ့9လစုစုပေါင်း18လကြာမှနော်1960ဖေဖော်ဝါရီကြာမှရွေးကောက်ပွဲပြန်ကျင်းပပေးပြီးတော့ အတ္တဆိုရယတဆိုရတကိုပြန်လွှဲရတယ်အဲ့ဒီလိုနဲ့ပဋ္ဌာသအစိုးရက1960တန်ရှင်းဖာစာဗလာတင်ငယ်ဖာစာဗလာပြိုင်ကြတယ်မလားအဲ့မှာတန်ရှင်းဖာစာဗလာအနိုင်ရသွားပြီတော့1960မှာတက်လား အမ1960တို့ပါဒသအစိုးရတက်လာပါဒသအစိုးရတက်အမတေချာနားထောင်နော်အဲ့ဒီမှာတေချာလေးနားထောင်မှာအဲ့ဒါအရေးကြီးတဲ့ကဏ္ဍရောက်လာပြီနော်အမဥနေဝင်းကြီးအာနာဘာကြောင့်တင်းရလဲဆိုတဲ့အကြောင်းတွေပေါ်လာပြီပါလာပြီတေချာကြည့်နော်အဲ့တော့ပါဒသတန်ရှင်းပါဒသအစိုးရနော်ဥနုကြီးပြန်ရတဲ့ခါကျတော့အဲ့တော့အဲ့ဒီအချိန်မှာဥနုကနိုင်ငံတော်ဘာသာကိုဗုဒ္ဓဘာသာအဖြစ်ပြဋ္ဌာန်းမှု အစိုးတင်သွင်းတယ်မလားအမှတမရာကြီးမန်းဝင်းမော်ကအတီးပြူးသွေးလိုက်တယ်ဟာပြဿနာတွေတက်ကြတယ်ဒါကဘာသာရေးနဲ့လူမှုရေးတွေကိစ္စအဲ့ရအဲ့လောက်ထိထိန်းကျောင်းစရာမလိုအဲ့လောက်ထိအဲ့လားလေးတစ်ခုတည်းနဲ့အာနာသိမ့်စရာအကြောင်းမရှိဘူးဦးနေဝင်းကြီးကတော်လိုင်းကောင်စီထွက်လာစရာအကြောင်းမရှိဘူးတော်လိုင်းကောင်စီဘာကြောင့်ထွက်လာလဲဆိုတာကိုတေချာနားထောင်အဲ့ဒီအချိန်တုန်းကအခုခင်ဗျားတို့ကြားဘူးတဲ့နေတိုးဆိုတာရှိတယ်မလားအဲ့ဒီကအဲ့ဒီအခါတုန်းက ထိုင်းနိုင်ငံမှာဖွဲ့စည်းထားတဲ့စီတိုးဆိုတဲ့အဖွဲ့ရှိတယ်။မှတ်သွားနော်။မရဘူးကြားဘူးမှတ်။ထိုင်းနိုင်ငံမှာစီတိုးဆိုတဲ့အဖွဲ့ရှိတယ်။ SEATO စီတိုးလို့ခေါ်တယ်။ South East Asia Treaty Organization နဲ့အလွယ်ပြောရင်အရှိအာရှတိုင်းစစ်အုပ်စုအဲ့ဒီစီတိုးကနေပြီးတော့ရှမ်းစော်ဘွားတွေကနေပြီးတော့အကူအညီတွေယူတယ်။ရှမ်းနဲ့ကယားစော်ဘွားရာဒီပြီးတော့ အဲ့စီတို့အဖွဲ့ဝင်ဖို့လုပ်တယ်အခုယူကရိန်းနေတို့ဝင်သလိုအဲ့မှာရှမ်းနေကြရတယ်အဲ့စီတို့ပေါ်ဖို့လုပ်ပြီးတော့အဲ့ဒီလက်လက်တွေကိုယူပြီးတော့ကြိုးကြောင်နေပြီးလို့နေလားအဲ့ဒီအချိန်မှာဥညွန်ကြီးကတိသွားဥညွန်ကြီးကတိလဲတိရောဥနုကြီးကိုပြောတယ်နော်အဲ့ပါဌာဆအစိုးရနော်အဲ့မှာဥနုကြီးကိုပြောတယ်အာဥနုကအဲ့တော့အဲ့လောက်ထိ तू ကစိတ်မဝင်စားဘူးအဲ့လောက်ထိစိတ်မဝင်စားဘူးအဲ့ဒီအချိန်မှာဖွဲ့စည်းပုံကလည်းပြင်ဖို့လုပ်နေကြပြီလေ 40ကိုဖွဲ့စည်းပုံပြင်ဖို့လွတ်နေကြအမှရှမ်းစော်ဘွားတွေကဖက်ဒရယ်မူရှမ်းမူကဖက်ဒရယ်စစ်စစ်မူတွေတောင်းဆိုပါထစားအစိုးရဝိတူကတခင်ချင်းမောင်တို့တက်တဲ့အချိန်ပေါ့နော်ရှမ်းမူကဖက်ဒရယ်စစ်စစ်မူတွေတောင်းဆိုအဲ့ဒါဥကြုံကြီးကအဲ့ဒီဥနုကိုအဲ့ဒီကိစ္စစီတို့ကိစ္စပြောတာကိုစိတ်ဝင်စားလို့အဲ့ဒါနဲ့ဥကြုံကြီးကနေပြီးတော့တောင်ကွာ60နှစ်နှစ်လပိုင်းနေမှာမိုးချိုးသတင်းစာတို့ဟိုဒီဟန်တာဝရီသတင်းစာတွေထဲမှာထည့်ပြီးတော့ ဥကြောင်ငင်းကြီးကတင်ပြဟိုကြော်ညာတာပေါ့ပြည်သူတွေသိအောင်ပြောအဲ့ဒါလေဥနုကစိတ်မဝင်စားဘူးနော်အဲ့မှာကျတော့၄၀ခုယူပြီးပြင်ဖို့လို့ရတယ်ဆန်ကောဖက်ဒရယ်စစ်စစ်မှုကိုတောင်းဆိုကြတဲ့ခါကျတော့အဲ့ဒီအချိန်ဒီတက်မတော်ကမပါဘူးနော်ဥနေဝင်ကတော့သူနေနေတာမပါဘူးအဲ့ဒီမှာတောင်းဆိုကြ1960နှစ်မတ်လ၁ရက်နေ့ထိကိုရှမ်းစော်ဘွားတွေကတောင်းဆိုတာဒါပေမဲ့ဝိရုကတကယ်ချင်းမော်တော့မပေးဘူး ဖရာစစ်စစ်မှုခေါ်ရှမ်းမှုကိုပေးလိုက်ရင်မြို့ပြနိုင်ငံတွေဖြစ်သွားနိုင်တယ်ဆိုတာကိုဖဆပလာခေါင်းဆောင်တွေသိတယ်။ဒါကြောင့်မလို့မပေးတော့အသေးအံစကားတွေပြောတော့အဲ့ချိန်မှာဥနေဝင်းရမြင်မှာပေါ့။ဘာလို့ဥနေဝင်းကိုနိုင်လဲအိမ်ဆောက်ဆူရမှာအုပ်ချုပ်ခဲ့ပြီးသားလေ။ Administration ကို तू နားလည်ပြီးွားပြီ။သဘောတရားတွေ तू တီးွားပြီ။တီးွားပြီဖြစ်တဲ့ခါကျတော့ဟာဒီကောင်ပြစ်ထားလို့တော့မပြစ်တော့ဘူး။ ပုံမှန်နိုင်ငံတော်ဘာသာကြီးကပြဌာန်းလာလို့ပြဿနာလည်းတက်နေပြီ။စီတိုးတွေကလည်းဝင်နေပြီ။နော်ဖက်ဒရယ်စစ်တမ်းတွေတောင်းဆိုလေးစားလို့ရှိရင်ငါတို့နိုင်ငံကြီးကမြို့ပြနိုင်ငံကြီးတော့ဖြစ်သွားတော့မယ်။ဆိုတဲ့အတွေ့ဝင်သွားပါလိမ့်မယ်ဥနေဝင်မှာ။အဲ့ဒါနဲ့1960မတ်လ10ရက်နေ့ထိသူတို့တွေ49ကိုပြင်ဖို့ဆွေးနွေးနေတာ။မတ်လ10ရက်နေ့မှာဥနေဦးရကောက်ပြီးအာဏာသိမ်းချပလိုက်တာ။